ဇလန်းကတာမန်လူတယောက်ကြောင်းမှာလူအများကသူ့ကိုပညာမတတ်ရိုးရက်လူလို့သဘောထားကြတယ်။ဒီဇလန်းကဗီဇင်းဆယ်ကွန်ကနဲ့သူ့မိသားစုအကြောင်းမှာသူကကေဘယ်လုပ်ငန်းငယ်လေးနဲ့မိသားစုကိုတာယာစွာထောက်ပံ့နေတဲ့သူပါ။ဒါပေမဲ့ဒီနေ့မှာသူ့မိသားစုပေါ်ကြီးမားတဲ့ဘေးဒုက္ခတစ်ခုရုတ်တရက်ကြောက်ရောက်လာတယ်။အဲ့ဒီအခါဒီတာမန်လယ်ရန်စားလူတယောက်ကသူ့ညာရင်ကိုအမှန်ကန်စွာအုံချပြီးရက်တက်ဖွဲတစ်ခုလုံးကိုဒူးထောက်စေခဲ့တဲ့အဖြစ်အပျက်ကိုဗီဒီယိုမှာကြည့်ရှုရမှာပါ။ဇလန်းအစား အန်ဂျူကအခုပန်ဂျီမှာဂိုဒါရှာတဲ့နေထိုင်နေပါတယ်။ဗီဇေရဲ့သမီးကြီးအန်ဂျူကတဘာဝစခန်းချခရီးစဉ်တစ်ခုကိုသွားခဲ့ပါတယ်။အဲဒီမှာလူဆိုးလူရမ်းကားလူငယ်တချို့ရှိနေတယ်။သူတို့ကမင်းကလေးတွေရဲ့ဓပုံရိုက်မဖြစ်မနေစကားပြောဆိုတာမျိုးလုပ်တတ်ကြတယ်။ဒါပေမဲ့အန်ဂျူကအဲ့ဒီအရာတွေကိုရှောင်ဝေးပျော်ရွှင်စွာနေခဲ့ပါတယ်။တနေ့မှာဆမ်ဆိုရဲ့ရန်တော်လေးတယောက်ကအန်ဂျူရဲ့အိမ်ကိုရောက်လာတယ်။သူ့ကိုမြင်တော့အန်ဂျူကသူ့ကိုတဘာဝစခန်းမှာတွေ့ခဲ့ဘူးလို့မှတ်မိလိုက်တယ်။ဆမ်ကတခြားကျောင်းကကျောင်းသားတယောက်ပါ။သူကအန်ဂျူကိုညစ်ပတ်တဲ့ဗီဒီယိုတစ်ခုပြပြီးချင်းချောက်တယ်။ တကယ်တော့တဘာဝစခန်းမှာအန်ဂျူရဲ့ဗီဒီယိုတစ်ခုကိုရိုက်ထားခဲ့တာပါအဲ့ဒါကိုအခြေခံပြီးအန်ဂျူကိုချင်းချောက်တယ်အနိုင်ကျင့်တယ်အိမ်နောက်ဖေးည7နာရီမှာလာပြေကိုခေါ်တယ်အန်ဂျူကအပြင်ထွက်လာပေမဲ့သူ့အမေကိုအတူခေါ်လာတယ်အန်ဂျူနဲ့သူ့အမေကဆမ်ကိုဗီဒီယိုဖြတ်ပေးဖို့တောင်းဆိုတယ်ဒါပေမဲ့ဆမ်ကညင်းတယ်အဲ့ဒီအခါသူတို့တောင်းရောက်ကြရန်ဖြစ်ကြတယ်။ရန်ဖြစ်ရင်လည်းအန်ဂျူကမိုဘိုင်းဖုန်းနဲ့ဆမ်ကိုရိုက်မလို့ရင်းနဲ့မတော်တဆဆမ်ရဲ့ဥကောင်းကိုထုလိုက်တယ်။ဆမ်သေသွားတယ်။ဒီချိန်ကစပြီးဇလန်းကပို့ပြီးစိတ်ဝင်စားဖို့ဖြစ်လာတယ်။ နောက်တစ်နေ့မနက်ဗီဇေးအင်ကင်ရောက်လာတယ်သူကရာဇဝတ်ဆက်ကားကိုကြည့်ရတာအရင်နဲ့တက်တယ်သူဇနီးနဲ့သမီးကငိုနေကြတယ်ဗီဇေးကညင်ရင်ချက်မြက်စွာစတင်လှုပ်ဆောင်တယ်ရာဇဝတ်ဆက်ကားတွေနှစ်ရှည်လာများကြည့်ခဲ့တာကြောင့်ရာဇဝတ်မှုနဲ့ပတ်သက်ပြီးဘ ഹു တုဒ္ဒတ်များစွာရထားတယ်သူနားလည်သွားတယ်သူဇနီးနဲ့သမီးကမော်တော်ရဆအဆက်ကိုတက်ခဲ့မိတယ်အလားကိုသူတို့နှစ်ယောက်ကဥယျာဉ်ထဲမှာမြုပ်ထားတယ်ဗီဇေးကမိသားစုကိုကယ်တင်ရမယ်ရဲစုံစမ်းစစ်ဆေးမှုဖြစ်မယ်ဆိုတာသိတယ်ဒါကြောင့်တပ်တွေအားလုံးကိုဖယ်ရှားဖို့ကြိုးစားတယ် ပထမဆုံးဇနီးနဲ့သမီးကိုအခန်းကိုတိချာတန့်ရှင်းလိုက်တယ်။ဆမ်တက်ခံရတဲ့နေရာကိုဆမ်မြေကျိုးပဲ့နေတဲ့ဖုန်းလေးကဆင်ကတ်ကိုတွေ့တယ်။ဗီဇေးကအဲ့ဒါကိုယူထားတယ်။ဇနီးနဲ့သမီးကကြောက်ရွံ့နေသေးပါပဲ။ဗီဇေးကမိသားစုကိုတရိပ်ပေးတယ်။ကျွန်တော်ပြောင်းမချင်းဘသူ့ကိုမှတကားမခွင့်နဲ့လို့ဗီဇေးထွက်သွားတယ်။လူမမြင်အောင်ဆမ်မြေကားတော့ဖွင့်တယ်။ဒီအချိန်မှာစစ်စေးရမှုဂါရဒိုနီကဗီဇေးကိုတရိပ်ထားမိတယ်။ဗီဇေးကဆမ်မြေကားကိုဝေးရကိုမောင်းသွားတယ်။လမ်းကနိုင်ရန်တစ်ခုမှာစောမီချီမယာနဒီဆက်ဆန်ဆိုတဲ့ပွဲတော်ပိုစတာတွေ့တယ်။ ဲ့ဒီနှစ်မှာပဲပြီးဆုံးမဲ့ပွဲမှာဗီဇေးကမိုဘိုင်းဆိုင်မှာရက်ပြီးဒုတိယဖုန်းတစ်လုံးဝယ်တယ်။ဆိုင်ရှင်ကိုစမ်းမြန်စင်ကတ်ကိုထည့်ကိုင်းတယ်။ဖုန်းကိုခွင့်ထားတယ်။လမ်းမှာဖုန်းကိုအဝင်းနဲ့ပတ်ပြီးထရက်ကားစီးလေးပစ်ချတယ်။စက်မြက်ကားကိုဝေးလံတဲ့အပေါက်ထဲကိုပစ်ချတယ်။ကားကိုဖယ်ရှားပြီးရင်ဗီဇေးရုံကိုရောက်တယ်။လက်ထောက်ကိုကျွန်တော်မနှက်ပြန်မိသားစုလိုက်ပန်းစီသွားမယ်လို့ပြောတယ်။အိမ်ပြန်ရောက်တော့ဆန်ကဂိုဝါအင်ဂျီသမီးဖြစ်တယ်ဆိုတာသိလိုက်ရတယ်။စမ်းမြက်အမေမီရာဒစ်မုတ်ကဂိုဝါရက်တက်ဖွဲ့ရဲ့အင်စပက်တာဂျန်နရယ်ပါ။ အဲ့ဒီအချိန်မှာဗီဇေးကိုပြုံးနေတာတွေ့ရတယ်။သူပြောရင်းနဲ့မိသားစုနဲ့ညစာစားပွဲမှာထိုင်နေ။သူ့ကိုပြုံးနေတာမြင်တော့ဇနီးနဲ့သမီးကစက်မြက်အလောင်းကြောင်းမေးရယ်။ဗီဇေးကရင်းနဲ့မေးတယ်။ဘယ်ယောက်ျားဘယ်ဆန်းသူကမင်းစီဆမ်ဆိုတဲ့ယောက်ျားကိုငါမသိဘူးလို့ပြောတယ်။ဒီနေ့ကစပြီးအားလုံးကဒီလိုဆက်ဆံရမယ်။ဘာမှဖြစ်ခဲ့တယ်လို့လို့ပြောတယ်။ဗီဇေးကမိသားစုကိုရှင်းပြတယ်။ကိုယ့်ရဲ့ကြောက်ရွံ့မှုကကိုယ့်ရဲ့အကြီးမားဆုံးညံသူပဲ။သူ့အမိတ်နဲ့မိသားစုတစုလုံးပန်းချီမှာချင်းပါမယ်ဆက်ဆံပွဲအတွက်ထွက်လာခဲ့တယ်။ ဒါပေမဲ့အဲဒီ sub sample ပွဲကမနေ့ကပြီးသွားပြီပစ္စည်းတွေဖယ်ရှားနေတာပဲဒါတော့ visa ကမိသားစုကိုအဲ့ဒီနေရာမှာခဏထိုင်လိုက်နေတာမန်ခေးသွားလာတယ်လို့မျိုးရဲကိုလက်ပတ်ခိုင်းနေရဲရီရဲ့မိကုန်းတွေကိုဘလို့ဖြေရမလဲသိမိတယ်တမီးနှစ်ယောက်ကိုရဲရီကဓာတ်ရိုက်မမေးရင်တော့မကြောက်ဖို့လင်ညာရင်တော့ကို့အဖြေမှာခိုင်ခိုင်မာမာရက်တီဖို့ပြောတယ်မင်းတို့ရဲ့ကြောက်ရွံ့မှုကသူတို့ရဲ့လက်နက်ပဲလို့ထက်ကထက်ကသတိပေးတယ်ရဲစုံစမ်းစစ်ဆေးမှုစတင်ခြင်း IG Mirror Dashmo စုံစမ်းစစ်ဆေးမှုကိုစတင်နေစမ်းမြက်ကောင်ရှာတွေ့တယ် ူအရင်ဆိုးရင်သွားတယ်။တားဖြစ်သူနဲ့ဆိုးရတဲ့ဖြစ်ပျက်ဖြစ်ခဲ့မှနားလေသွားတယ်။စုံစမ်းရမှာဆမ်ကိုနောက်ဆုံးဗီဇိတ်အိမ်အနီးမှာမြင်ခဲ့ရဆိုတာသိရှိရတယ်။အင်စပက်တာဂါယာ20ကဗီဇိတ်ကိုအဝိုင်းအောင်ကားနဲ့မောင်းထွက်သွားတာမြင်ခဲ့ရလို့ပြောတယ်။ဒါပေမဲ့ခိုင်မာတဲ့တက်တည်မရှိဘူး။ရဲတွေကအန်ဂျူရဲ့အကြောင်းကိုသွားပြီးမေးမြန်းတယ်။အန်ဂျူကမကြောက်ဝဲနဲ့ဖြေတယ်။ရဲတွေကသိထားတယ်။အိမ်ကြီးကစပြီးဆန်ပြောင်းနေတယ်။ဒါကြောင့်အိမ်နဲ့မင်းဘမရှိနေခဲ့လဲလို့မေးတယ်။အန်ဂျူကမကြောက်ဝဲနဲ့ဖြေတယ်။အဲ့ဒီနေ့ကကျမတို့မိသားစုလာပြီးပန်းကြီးမှာဆက်ဆံပွဲမှာရှိနေခဲ့တယ်။ အမေအကြမှာပြန်လာတယ်။ရဲတွေကဗီဇိတ်အိမ်ကိုရောက်လာပြီးမင်းမြတ်နေ။ဒါပေမဲ့တတ်တယ်မတွေ့ဘူး။လူတိုင်းကဂါယတွန်ဒီကဗီဇိတ်ကိုတမင်ဖမ်းဆီးဖို့ကြိုးစားနေတယ်လို့ထင်ကြတယ်။မီရာကဗီဇိတ်မိသားစုကိုတယောက်ချင်းခွဲပြီးမေးတယ်။ဂါယတွန်ဒီနဲ့သူတို့ရဲ့စကားတွေကိုကြားပြီးမီရာကတန်လျာဝင်လာတယ်။ဒီလူတွေကဇလန်းတစ်ခုကိုဖမ်းတီးနေတာများလား။မီရာရဲ့အမိန့်နဲ့ဗီဇိတ်ကအော်တိုဘားလနဲ့ရက်နေ့မှာတွေ့ခဲ့တဲ့လူအလုံးကိုခေါ်ပြီးမေးတယ်။ရဲတွေအားအသင့်သွားတယ်။လူတိုင်းကအော်တိုဘားလနဲ့ရက်နေ့မှာဗီဇိတ်ပန်ချီတောင်းခဲ့တယ်လို့အတိအကျမှတ်မိနေတယ်။ စံပြောက်သွားတာကတလားကျော်ပြီဒါပေမဲ့သူတိုင်းကဗီဇေးကမကြခင်ကမှသူတို့ကိုတွေ့ပြီးအော်တိုဘားနှစ်ရက်ကပန်ကြီးဆက်ဆံပွဲမှာရှိခဲ့တယ်လို့ပြောခဲ့တယ်လို့မှတ်မိနေတယ်။မီယာကအလုံးအထုတ်ပြီးစုံစမ်းတယ်။ဒါပေမဲ့ဗီဇေးရဲ့စကားတွေကိုလိန်ညာရဲလို့တတ်တယ်မပြနိုင်ဘူး။မီရာရဲ့ခင်ပွန်းကတော့ဗီဇေးကယူသွားတယ်လို့ထင်နေတယ်။ဒါပေမဲ့ခဏနေတော့မီရာကနားလည်သွားတယ်။သူတို့ကြည့်ခဲ့တဲ့ဘီလီ CCTV footage တွေကဗီဇေးအော်တိုဘားနှစ်ရက်နေ့မှာပန်ကြီးမှာရှိခဲ့တယ်ဆိုတာတတ်တယ်ပြနေတယ်။ဒါပေမဲ့အော်တိုဘား၃ရက်နေ့မှာပန်ကြီးမှာရှိခဲ့တယ်ဆိုတော့ခိုင်မာတဲ့တတ်တယ်မရှိဘူး။မီရာကနားလည်သွားတယ်။ စီစိတ်ကတမင်လူရဲ့အုံနောက်ထဲကိုအော်တိုဘားလာနဲ့ရနေကပန်ချီမှာရှိခဲ့ရဆိုတာထည့်ပေးခဲ့တာတကယ်တော့တခြားနေမှာမိသားစုနဲ့ပန်ချီသွားခဲ့တာအဆုံးသက်အပိုင်းတပ်တွေမတွေ့တော့အင်ဂျီမီရာအရင်ဆင်းရသွားတယ်ဆက်မြတ်တငယ်ချင်းတွေကိုမေးတော့ဆန်ကအန်ဂျူရဲ့ညပတ်တဲ့ဗီဒီယိုရိုက်ခဲ့တယ်ဆိုတာသိရတယ်မီရာဗီစိတ်ကိုခွင့်ပြုချက်မယူဘဲထိမ့်သိမ့်နဲ့စစ်ဆေးတယ်အစာပိုင်းမှာတော့ဗီစိတ်ကဘာမှမပြောဘူးရဲတွေကဗီစိတ်ကိုရိုက်နှက်တယ်သူသမီးငယ်အနုကိုနိုင်ကျစ်စစ်ဆေးတယ်အနုကပြောတယ်ဆက်မြတ်အလောင်းကကျမအိမ်ဥယျာဉ်ထဲမှာလို့ ရဲတွေကတူးတယ်ဒါပေမဲ့ဆန့်အလောင်းမဟုတ်ပဲတရိษံအလောင်းကိုတွေ့တယ်ရဲတွေရောဗီဇေးမိသားစုကအံ့အသင့်သွားတယ်ဒီမှာနားလည်လိုက်ရတယ်ဗီဇေးကကြိုတင်သိထားတယ်ရဲတွေကဘာမှစွန့်လုပ်လိုက်မယ်ပထမဆုံးအလောင်းကိုတခြားနေရာရွှေ့ထားတယ်သူ့လူတွေကိုတောင်းပြီးမီဒီယာကိုနောက်ကွယ်မှာလှုံ့ဆော်ထားတယ်မီဒီယာနဲ့လူလူကဗီဇေးအိမ်ပြင်မှာစုဝေးလာတယ်တရိษံအလောင်းတွေ့တော့လူလူကဂိုင်ဒရနီကိုရိုက်နှက်ဖို့ကြံကြတယ်မီရာစိတ်ထဲကြပြီးနောက်ထပ်စာတင်တယ်နောက်ဆုံးမီရာနဲ့ဆမ်ရဲ့ဖခင်ကဗီဇေးကိုတယောက်နဲ့လာတွေ့တယ် မိဘကမေးတယ်ကျမတာပန်မှာရှိလဲဘီစင်းမှာအခေမရှိဘူးသူတောင်းမှန်တယ်ဒါရိုက်မပြောပဲဇလန်းတစ်ခုနဲ့ဆန်ဘီလောကမှာမရှိတော့တာကိုရှင်းပြရယ်ဘီစင်းကဆက်မြက်အလောင်းကိုဘယ်မှာမြုပ်ထားလဲဒီအတိုင်းရှက်စာမှုကြံနေတယ်ဘီစင်းကမိသားစုကိုတော့မပြောဘူးနောက်ဆုံးဘီစင်းရဲစခန်းမှာတရခွင်တက်ရတယ်ရဲအရာရှိတယောက်ကပြောတယ်ကိုဝါရဲတပ်ဖွဲ့တစ်ခုလုံးကိုမင်းလှည့်စားခဲ့တာမာနထောင်နေမှာပဲဘီစင်းကပြောတယ်ကျွန်တော်ရဲကိုလေးစားပါတယ်ရဲကလူလူရဲ့တငယ်ချင်းမှာ ရဲကပြောတယ်စက်မြက်အလောင်းတွေ့တဲ့နေ့မင်းတို့မလွတ်ဘူးဗီဇက်ကရင်းရင်းနဲ့ပြောတယ်ဒီရဲစကားရှိနေသေးသေးကျွန်တော်ကဘာမှဖြစ်နိုင်ဘူးဒီစကားကြတော့နားလည်လိုက်ရတယ်ဗီဇက်ကစက်မြက်အလောင်းကိုအဲ့ဒီရဲစကားအောက်မှာမြုပ်ထားခဲ့တာဆန်အသက်ခံရတဲ့အချိန်မှာအဲ့ဒီရဲစကားမှာဆော့လို့ရေးလုံနေခဲ့တယ်အခုရဲစကားကပြီးစီးပြီမိကုံဒီလိုညံရင်လက်ကွက်အံ့ဩဖွယ်ဇလားနဲ့များများဆဆမတွေ့ရဘူးဒီဇလားကိုဘလို့ထင်တယ်ဒီရှင်းပြချက်ကိုဆက်မတ်မှာဘလောက်ပေးခြင်းလဲကောမန့်ထဲမှာပြောပြပါ